တရက်တော့တငါလုပ်ငန်းနဲ့သမွေးတဲ့တကားတယောက်ဟာတောင်ကန်းဆက်မှာရရှိလာတဲ့လက်ဥတွေကိုအိမ်ယူလာခဲ့တယ်။အိမ်ကြတဲ့အခါမှာအိမ်ကသမီးကိုလက်ဥပြုတ်ပြီးတော့ကျွေးတော့ပေါ့နော်။ကျွေးတဲ့အခါမှာဘာဖြစ်တုံးဆိုအဲ့ဒီကလေးမလေးကလက်ဥရဲ့အရသာတွေ့ပြီးတော့ တခြားအစားအစာကိုမကြိုက်တော့ပဲလက်ဥကိုပဲတရဏတဖြစ်နေတယ်။အဲ့ဒါကိုသူမိခင်ကပါနဲ့ဖြည့်ရှင်းတော့ဆိုတဲ့အခါမှာအိမ်မမွေးထားတဲ့ကျက်ကဥရဲ့ကျက်ဥနဲ့အစားထိုးပြီးတော့ကျွေးပြန်တယ်။အဲ့တော့လက်ဥတော့ကတော့လိမ့်နဲ့မတွေ့ခဲ့တော့ကိစ္စမရှိဘူး။ကျက်ဥနဲ့အစားထိုးတဲ့အခါမှာအိမ်မမွေးထားတဲ့ကျက်ကသူ့ဥကိုယူရသူ့မြင်တယ်။အဲ့ဒီကလေးငယ်က မတင်းတိမ်မယောင်ရဲနိုင်တော့ကျက်မရဲ့ဥကိုသူကိုယ်တိုင်ပဲသွားသွားပြီးရှူပြီးတော့ပြုတ်ပြီးစားလေးရှိချာအဲ့တော့ကျက်မရဲ့စိတ်ခံစားချက်ဟာဘလို့ဖြစ်သွားသူအမြတ်တနိုးထားတဲ့သူ့ရဲ့သားတွေသမီးတွေဖြစ်လာမယ်အဲ့ဒါမှမျက်နိုးတဲ့သူ့ရဲ့ဥတွေကိုရှူပြီးတော့ပြုတ်စားတယ်ပြုတ်စားတော့အဲ့ဒီကလေးမလေးပေါ်မှာ ဒီကျက်မကြီးဟာတရိษံပေးမယ်လို့သူ့ပေါ်မှာရက်ဆက်တယ်လို့ဆိုတဲ့အသိတော့သိပြီဒီမင်းကလေးပေါ်မှာကလဲစားချေလို့တဲ့စိတ်ကြီးဖြစ်လာတယ်။အဲတမန်အားဖြင့်လူတွေကတော့အမှတ်တမဲ့လုံနေကြတာတရိษံဆိုတာဘာမှမသိတတ်ဘူးဆိုပြီးတော့အနိုင်ကျင့်ဉာဏ်နိုင်ကျင့်ရလဲပေါ့လောကအဲ့လိုကျုပ်တွေယူဆပါများတော့တရရလဲမကဘူး ကျမကြီးရဲ့စိတ်တော်ကဒီကလေးမလေးပေါ်မှာရန်လိုတဲ့စိတ်ပွားလာပြီးတော့ကလဲစားချေချင်သူကလေးတွေကိုခုလိုယူယူဆိုင်မလားလို့ဆိုပြီးနောင်မွားကြလို့ရှိရင်နင့်ကိုနိုင်မရစေနင့်ကိုသာသမီနဲ့တော့ငါအနိုင်ရပါစေလို့စိတ်ထဲမှာအခဲမကြေဖြစ်ပြီးတော့အကျမကြီးရသေဆုံးဒီကျမကတည်သွားတော့ဘာဖြစ်တုံးဆိုအဲ့ဒီအိမ်မှာပဲကြောင်မအဖြစ်မွေးလာတယ် ရန်လိုတဲ့စိတ်နဲ့စိတ်ညွတ်ပြီးဆူတောင်းနေဆိုရင်လည်းပဲကုသကံကမှကြီးအကျိုးပေးတာမဟုတ်ဘူးအကုသကံနဲ့သူနိုင်နိုင်ခြင်းနဲ့ဆိုတဲ့စိတ်နဲ့နိုင်နိုင်တဲ့ဘဝမျိုးကိုသူကရောက်အောင်လုပ်တတ်တယ်ပေါ့နော်ခொဏကကျက်ဥတွေကိုယူယူစားတဲ့မိန်ကလေးကအဲ့ဒီအိမ်မှာကျက်မအဖြစ်မွေးလာပြန်တယ်မွေးတဲ့အခါမှာကလေးသားခြေကိုအွက်ရလာအဲ့ဒီအချိန်မှာကြောင်းက ကျနေတွေပေါက်လာတိုင်းပေါက်လာတိုင်းအဲ့ဒီကြောင့်မှစားဖြစ်တယ်။နောက်ဆုံးမှအဲ့ဒီကျက်မကြီးကိုပါအနည်းပြုတ်လာတယ်။နောက်ဆုံးမှအဲ့ဒီကျက်မကလည်းပဲနောက်ဘဝကျတော့နင့်ကိုကလေးတွေနဲ့ငါကစားနိုင်တဲ့တရားဖြစ်ရပါလို့ဤအနိုင်ရပါလို့ဤလို့စိတ်ထဲမှာတိဆောက်ပြီးစိတ်ထဲမှာတိမ့်မှတ်ပြီးတော့တည်ဆုံးသွားတဲ့အခါမှာတော်တယ်မှာ ခြေသစ်မှာသွားဖြစ်ပြန်နော်ကလဲစားချေကိုခြေသစ်သွားဖြစ်တယ်ခန္ဓာကကြောင်မကတော့တောထဲမှာတမင်မသွားဖြစ်တယ်ဟောတမင်နဲ့ခြေသစ်ဆိုတော့တခါတမင်မကိုခြေသစ်ကမွေးရဲမွေးရဲစာယုံမြမကနောက်ဆုံးတမင်မကိုယ်တိုင်ကိုပင်ခြေသစ်က ကိုက်စားဝါမျိုးပြစ်လိုက်တဲ့အဆင်မျိုးကိုရောက်သွားကြတယ်။အဲဒီခါမှာသမင်မဖြစ်တဲ့အလှဲ့အလည်းပဲသူ့တက်ကိုရန်ရှာပြီးခုလိုတော့မလားလို့မကျေနပ်ချက်နဲ့တေဆုံးသွား။အဲဒီလိုဘာတပြန်ကြားတပြန်ကလဲစားချေပြီးအမုန်းတမ်းရဟာဘလောက်ထိအောင်ရှည်သွားတော့ဆိုဘဝ900တဲ့သူတို့အပြန်အလှန်အပြန်အလှန်ဒုက္ခပေးနေကြတော့ဘဝ900ထိအောင်ဖြစ်သွား။ အဲ့တော့ဒါတွေကထက်မစင်းသားပဲနေလို့မရဘူးခွန်ကြီးတို့ကိုယ့်ဘဝမှာကိုယ်ကမုန်းတာရောရှိသလားကိုယ့်ကိုမုန်းတဲ့လူရှိသလားပထမဆုံးကိုယ်ကမုန်းတဲ့ပုဂ္ဂိုလ်မရှိအောင်ကိုယ့်စိတ်ကိုစင်ကြယ်အောင်အားလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားအောင်ဖြစ်တယ်ကိုယ့်ပေါ်မှာမုန်းတဲ့ပုဂ္ဂိုလ်ရှိခြင်းရှိတယ် ူကကိုယ့်ဘောမုန်းတာကိုတော့ကိုမတတ်နိုင်ဘူးမတတ်နိုင်ပေမဲ့လို့မေတ္တာခန္တီတွေနဲ့ပဲတုံ့ပြန်ရမှာဖြစ်တယ်နော်ဘဝကောင်း900ကြော်ဖြတ်ပြီးတော့တူကလူဖြစ်တူကဘလူဖြစ်ပြီးလက်စားခြေတဲ့အမုံကလေးစားခြေတဲ့အမုံတန်တရားကြီးတုံ့ပြန်လှုပ်ရတဲ့အချိန်လေးမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိလိုက်တာနဲ့အမုံတန်တရားကြီးဟာပြည့်စုံသွားတယ် အကင်ပြိမြတ်စွာဘုရားနဲ့မတွေ့ဘူးမြတ်စွာဘုရားဟောတဲ့တရားကိုမနာရဘူးဆိုလို့ရှိရင်အမုန်းတန်ရာကြီးဟာသူတို့တဏ္ဍာမှာရှိနေဥမှပဲဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားကသင်္ကန်းစာပေးတဲ့အနေနဲ့ဆုံးမဩဝါဒပေးတာပရဒုက္ခပဒအနေနအတ္တနောဒုက္ခမိစ္ဆတိသူများကိုဒုက္ခရောက်အောင်လုပ်ပြီးကိုချမ်းသာမှုကို ရှာမယ်ဆိုရင်လုံးဝမသိတော့တဲ့အလုပ်တစ်ခုပဲဖြစ်တယ်ဒုဒ္ဒတွေဟာဘယ်သောအခါမှကိုယ်အစဉ်ပြေမှုတစ်ခုတည်းကိုကြည့်ပြီးတစ်ဖက်သားဒုက္ခရောက်တဲ့အလုပ်မျိုးကိုငါတို့မလုပ်ဘူးလို့နှလုံးသွင်းဆင်ခြင်ပြီးတော့လိုက်နာခြင်းသွားပါပဲဖြစ်